နှလုံးဆိုတာကျွန်တော်တို့ခန္ဓာကိုယ်မှာဆိုတော်တော်အလုတ်လုတ်တဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်ဗောနော်ဘလောက်တောင်လုံးလဲဆိုရင်တဲ့သူကတစ်နှစ်ကိုနှလုံးကအကျဉ်ဘလောက်လောက်ဆိုတော့အကျဉ်တသိန်းကျော်လောက်တောင်မှညစ်တယ်ဗောနော်ပြောချင်တာကျွန်တော်နှလုံးကုန်လုံးကတစ်နှစ်ကိုဆိုလို့ရှိရင်အကျဉ်တသိန်းကျော်လောက်ရှိရလို့ပြောကြရဗောနော်အဲ့တော့ဒီနှလုံးကကျွန်တော်တို့ခန္ဓာကိုယ်မှာဆိုအရန်အရေးကြီးတဲ့အင်္ဂါတစ်ခုဖြစ်တယ်အဲ့တော့နှလုံးရက်တာကြောင့်နှလုံးယောဂါကြောင့်တည်ဆုံးနိုင်ကြရလဲအရင်များတယ်ပေါ့နော်ဒီအမေရိကန်နိုင်ငံအပေါ်ပေါ့နော်ကမ္ဘာပေါ်မှာရှိတဲ့ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေမှာတော့မှာ နှလုံးရောဂါကြောင့်တည်ဆုံတော့ထိတ်ဆုံးမှရှိရလို့တော့ပြောကြတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာကျွန်တော်ကဘာပြောပြပြနေဆိုလို့ရှိရင်ဒီနှလုံးအထူးကုနဲ့ပြဖို့အတွက်မဖြစ်မနေလိုအပ်နေတဲ့လက္ခဏာ၁၀ခုကြောင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလက္ခဏာတွေပြလာလို့ရှိရင်နှလုံးအထူးကုနဲ့ချက်ချင်းသွားပြရမှာလို့ဆိုတော့ကျွန်တော်လည်းဒီဗီဒီယိုထဲမှာတစ်ခုချင်းကြည့်လိုက်ကြအောင်နော် မောက်ဆုံးလက္ခဏာကတော့ရင်မအောင်တာပေါ့နော်ကြီးကြပြောလို့ရှင်တော့ဘယ်ဘက်ရင်ဘက်ကစူးအောင်တာပေါ့နော်သူကညာဘက်ကစူးအောင်တာပါညာမျိုးဆိုရင်တော့ကျွန်တော်နှလုံးကြောင့်ဖြစ်နိုင်ကြီးနည်းတယ်ပေါ့နော်ဒီဘယ်ဘက်ကစူးအောင်တာဆိုနှလုံးကြောင့်ဖြစ်နိုင်ကြီးများတယ်တခြားအကြောင်းအရာတွေလည်းရှိပေမဲ့ဘယ်ဘက်ရင်အောင်မှာအရန်စူးအောင်နေပြီဆိုရင်ဒီလက္ခဏာတွေတေးကြပါဦးနှလုံးထူးခုနဲ့သွားပြီးတော့ပြသိတဲ့လက္ခဏာဖြစ်ပါတယ်။တခြားယောဂါတွေဖြစ်နိုင်ရင်ပဲနှလုံးယောဂါဥစားပြီးစားပြီးစဉ်းစားမှဖြစ်ပါတယ်။ဒီနှလုံး ဒီဘောဟတ်တက်ဖြစ်တာမျိုးမှာဒီတော်ဒီနှလုံးစူးအောက်တာပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့တကယ်လို့သာအချိန်မီတာမရောက်ခဲ့ဘူးဆိုလို့ရှိရင်အသက်ပါဆုံးရှုံးနိုင်တယ်ကြောင့်မလို့ရင်ဘတ်စူးအောက်လာပြီဆိုရင်နှလုံးထုခုနဲ့မဖြစ်မနေပြပါလို့အကြံပေးပါရစေဒုတိယမြောက်လက္ခဏာကတော့သွေးပေါင်တာဆောက်တက်သွားတာပေါ့နော်သွေးတိုးတာလောက်ကိုပြောတာမဟုတ်ဘူးနော်သွေးတိုးကရှိရလောက်ကိုကျွန်တော်တော့ပြခင်တာမဟုတ်ဘူးသွေးပေါင်ကပုံမှန်အတိုင်းပေါ့နော်ဟိုသွေးတိုးရှိတယ်140 140 140 100ပါညာအလုံးနဲ့ထိန်းနိုင်နေရတယ်ရုတ်တရက်ဆောက်တက်သွားတယ် 200လောက်ဖြစ်သွားတယ်အပေါ်သွေးက220လောက်ဖြစ်သွားတယ်အဲ့လိုပုံစံမျိုးဖြစ်သွားပြီဆိုရင်သွေးကြောပြဿနာတွေတက်သွားနိုင်တယ်လေးပြတ်တာဖြစ်နိုင်တယ်နောက်ချက်ကနှလုံးကျွတ်သားပုတ်တာပဲပေါ့နော်နှလုံးအရေးပေါ်ကိစ္စတွေပါတွဲပြီးတော့ဖြစ်လာနိုင်တယ်ဒါကြောင့်မလို့သွေးပေါင်ချိန်ရုတ်တရက်ဆောက်တက်သွားပြီဆိုလို့ရှင်လည်းနှလုံးအတူကူနဲ့အမြန်ဆုံးပြဖို့လိုရလို့အချံပေးခြင်းပါတယ်နောက်လက္ခဏာတစ်ခုကတော့မောတာပါမောတာမှာတော်တော်အလွန်မင်းမောတာပြောတာပေါ့နော်ဒီခုခုလှုပ်လှုပ်လို့ပင်မလို့မောတာမျိုးမဟုတ်ဘဲနည်းနည်းလှုပ်လိုက်တာနဲ့မောနေရတခါကြလို့ရှင်ငြင်းငြင်းနေတာတော့မှမောနေရမျိုးပေါ့နော်အဲ့ဒါနဲ့တူတွဲပြီးတော့ ဒီယုတ်တရက်မူးမေ့လဲတာတွေပေါ့နော်ရင်းနေတုံလာပြီပါအဲ့ဒါတွေပါတွဲဖြစ်လာပြီဆိုရင်ဒါတေချာပေါက်နှလုံးပြဿနာပဲဖြစ်ပါတယ်အဲ့လိုမျိုးပြဿနာမျိုးမှာနှလုံးအတုကူကြီးပြပြီးတော့မှလိုအပ်တဲ့ကုသမှုတွေလုပ်ဖို့လိုရတဲ့ကြောင့်မလို့ဒီလိုလက္ခဏာတွေပြလာပြီဆိုရှင်လည်းနှလုံးအတုကူနဲ့အများဆုံးပြဖို့အတွက်ကျွန်တော်ကြံပေးခြင်းပါတယ်နောက်လက္ခဏာတစ်ခုကတော့သွေးကြိုစီကြိုမထိန်နိုင်တာပါနော်အဲ့တော့စီကြိုယောဂါနဲ့နှလုံးယောဂါနဲ့ကလည်းကြီးမားတဲ့ဆက်ဆက်မှုရှိရလို့ပြောကြတယ်ပါနော် စီးကျိုသွေးကြောကရှိရလို့ရတယ်အချိန်ကြာလာနဲ့အများသွေးကြောတွေပြက်စီပြီးတော့နှလုံးရောဂါပါဆက်ပြီးတော့ဖြစ်လာနိုင်တယ်အဲ့တော့စီးကျိုကဖြစ်တာတခုတည်းနဲ့တော့နှလုံးသမားအောင်တော့ပြစရာမလိုပေမဲ့စီးကျိုသွေးကြောလုံးဝမထိန်းနိုင်တော့ဘူးဘလောက်ပဲဆေးတောက်တော့အင်ဆူလင်တွေဘယ်လိုပဲထိုးထိုးပါတော့စီးကျိုသွေးကြောလုံးဝတောက်လျှောက်ကြီးတက်နေမယ်လုံးဝမထိန်းနိုင်တော့ဘူးဆိုရင်နှလုံးပေါ်မှာပြဿနာတက်နေနိုင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာနှလုံးသမားအောင်တော့တွတ်တန်ပြီးတော့လိုအပ်တဲ့ ဟိုစေကူသားမှုတွေပါကြိုးလုပ်ထားဖို့လိုအပ်တယ်လို့ကျွန်တော်ချန်ပေးချင်ပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စေကမ်းမှာပဲဖြစ်ဖြစ်ဆွေးနွေးကြည့်နေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်09ကို0939695392ကိုမနက်၈နာရီကနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်။ ောက်တစ်ချက်ကတော့စလိတ်အလွန်ကျုံတောက်တာပါနော်စလိတ်အလွန်ကျုံတောက်တဲ့သူတွေကနှစ်ကာလကြာရှည်လာပြီဆိုလို့ရှိရင်နှလုံးရောကပါတွဲဖြစ်လာနိုင်တယ်ဒါကြောင့်မလို့တကယ်လို့စလိတ်အလွန်ကျုံတောက်တဲ့သူတွေကတကယ်လို့များကျွန်တော်ခုနပြောရလက္ခဏာမျိုးရင်မအောင်တာတွေရင်တုံတာတွေပေါ့နော်ခဏခဏမူးမေ့လဲတာတွေအဲ့ဒါမျိုးတွေပါတွဲဖြစ်လာပြီဆိုလို့ရှိရင်နှလုံးသွမ်းလုံးတွေတော့ပြဖို့လိုတယ်ဒါဆိုအဲ့လိုမပြရင်ပြဖို့လိုတာဆိုလို့ပါတယ်ဘာကြောင့်ဆိုတော့စလိတ်အများကြီးတောက်တယ်နှစ်တွေကြာကြီးတောက်ပြီဆိုတေးကြပေါ့နှလုံးထိမှတေးကြတယ်ဒါကြောင့်မလို့နှလုံးသွမ်းလုံးတွေတော့ပြပြီးတော့လိုအပ်တဲ့စမ်းသပ်စင်မှုတွေလုပ်ဖို့လိုအပ်ပါတယ် နောက်ထပ်လက္ခဏာတစ်ခုကတော့ဒီခန္ဓာကိုယ်မှာပေါ့နော်သွေးရင်းအစီအတက်ပေါ့မကောင်းတဲ့အစီအတက်လို့ပြောတာပေါ့နော်အဲသွေးရင်းအစီအတက်မှာကောင်းတဲ့အစီအတက်တွေရှိတယ် HDL LDL တို့ပါလို့ရှိရပေါ့နော်အဲ့မှာမှာအဓိကကတော့ LDL ရဲ့ triglyceride ပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီမကောင်းတဲ့အစီနှစ်ခုပေါ့အဲ့နှစ်ခုအရန်မြင့်မားနေတဲ့သူတွေမှာဆိုလို့ရှိရင်နှလုံးသွေးကြောကျင်းတာတွေနှလုံးသွေးကြောပိတ်တာတွေနောက်နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေမြောက်ဆက်တွေအများကြီးဖြစ်လာနိုင်တယ်ဒါကြောင့်မလို့သွေးရင်းအစီအတက်အရန်မြင့်တဲ့သူတွေဝါးတဲ့သူတွေလည်းပါတာပေါ့နော်တအားဝါးတဲ့သူတွေ တော့ပိန်ပေမဲ့လည်းသွေးသွင်းစီတဲ့ဒီအလွန်မင်းမြတ်မာနေတဲ့သူတွေမှာသလို့ရှိရင်နှလုံးရောဂါပါတွဲဖြစ်နေရတဲ့ကြောင့်အဲ့လူတွေကလည်းနှလုံးသမားတော်နဲ့သွားပြပြီးတော့လိုအပ်တဲ့ကုသမှုတွေလုပ်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့နာတာချေကြောက်ကဲ့ယောဂအခန်းရှိတာပါနော်။ဒီကြောက်ကဲ့ယောဂနဲ့နှလုံးယောဂနဲ့ကလည်းဆက်ဆက်မှုရှိရပါဘော။ကြောက်ကဲ့ယောဂရှိပြီသူသိကြပါဦး။ကြအချိန်ကြာတဲ့အချိန်မှာနှလုံးမှာထိခိုက်လာနိုင်တယ်။ဒါကြောင့်မလို့နာတာချေကြောက်ကဲ့ယောဂအခန်းတစ်ခုခုရှိပြီဆိုလို့ရှိရင်လည်းနှလုံးသမားတို့နဲ့ပြပြီးတော့နှလုံးကောင်းမကောင်းအမြဲတမ်းစစ်ဆေးနေနေပါလေ နောက်တစ်ချက်ကတော့ဒီမျိုးထဲမှာပေါ့နှလုံးရောဂါရှိဦးတယ်သူရှိတာပေါ့နော်ပြောရင်တော့ငငယ်ရွယ်နဲ့နှလုံးရောဂါဖြစ်ဦးတယ်လို့ရှိတာပေါ့အဲ့မှာမှာသူကအမျိုးသားအမျိုးသမီးခွဲတာရှိတယ်။သူတော့အမျိုးသားမှာဆိုလို့ရှိရင်55နှစ်အောက်မှာလည်းနှလုံးရောဂါရှိတာရှိမှုတာရှိတာပေါ့နော်အမျိုးသမီးမှာဆိုတော့65နှစ်အောက်မှာတည်းကနှလုံးရောဂါစရှိမှုတာရှိတာအဲ့လိုမျိုးအမျိုးထဲမှာ အဲ့လိုမျိုးသားတော်တော်ကောင်မျိုးသမီးတော်တော်ကောင်ပေါ့နော်တကျောက်ယောက်ကနှလုံးရောကငငယ်ရွယ်တွေကဖြစ်ပူတဲ့အခန့်ရှိလို့ရှင်ကို့မှာဖြစ်နိုင်ချေ chance တော်တော်ရှိတယ်။ဒါကြောင့်မလို့အဲ့လိုအနေထားမျိုးမှာဆိုရှင်လေနှလုံးသမားအောင်နဲ့သွားပြပြီးတော့လိုအပ်တဲ့ကုသမှုတွေပေါ့နော်လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့သွေးလွကြော်ယောဂအခန့်တွေရှိရပါပေါ့နော်ကျွန်တော်တို့ဒီ medical terms အရဆိုတော့ peripheral arterial disease လို့ခေါ်တာပေါ့။အဲ့လိုမျိုးကျွန်တော်ခြေောက်တွေလက်တွေမှာသွေးလွကြော်ယောဂအခန့်တွေရှိမယ်ဆိုလို့ရှင်အဲ့ဒီသွေးလွကြော်ယောဂရှိရတဲ့သူတွေကနှလုံးမှာမှာသွားပြီးထိနိုင်ချေပို့ပြီးတော့များတယ်။ဒါကြောင့်မလို့ တို့လူကြောကြောကအခန့်ရှိရသူကြီးရတယ်နှလုံးသားပေါင်းနဲ့အမြဲတမ်းတိုင်ပင်ပြီးတော့လိုအပ်တဲ့တောက်စီတွေတောက်ဖို့လိုအပ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ဒီပြင်းပြင်းထန်ထန်အာဂတာလုတော့မဲ့အချိန်မှာလဲပေါ့နော်နှလုံးသမားအောင်နဲ့တိုင်ပင်ပြီးနှလုံးသမားတွေမှာလိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးသူတို့ကလုတ်ဖို့အတွက်ခွင့်ပြုမှသာလုပ်တင်နေပေါ့နော်ပုံမှန်ကကျွန်တော်တော်တော်များလုတ်လို့တာမရှိဘူးဒါပေမဲ့ကိုကတောက်လျှောက်အငိမ့်နေနေရတဲ့ရုပ်ရည်ကဂျင်ဆော့မဲ့အလေးမမဲ့ ပြင်းပြင်းထန်ထန်အားကစားရပါလေလှုပ်တော့မယ်ဆိုလို့ရှိရင်နှလုံးသမားတော်ချင်မှာလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးမှလှုပ်တဲ့နယ်တွေအကြံပေးကြပါတယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကတကယ်လို့ရောဂါအခံရှိနေတဲ့အချိန်မှာပြင်းပြင်းထန်ထန်လှုပ်လိုက်မိတဲ့ခါကျရင်ရုတ်တရက်နှလုံးခုန်ရက်သွားတာတွေနှလုံးအရေးပေါ်ဖြစ်တာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့လိုလှုပ်တော့မယ့်အချိန်မှာလေနှလုံးသမားတော်နဲ့တိုင်ပင်လှုပ်ကြပါလို့ပြောနေတယ်ပဲကျောဗီဒီယိုညီကုန်းချုပ်လိုက်ပါတယ်ပေါ့နော်ဒီကျွန်တော်ဗီဒီယိုထဲမှာပြောပြထားတဲ့အချက်၁၀ချက်ကိုသူကြားနားထောင်လိုက်မယ်ဆိုရင်အဲ့ဒီအချက်၁၀ချက်ထဲမှာမြန်တစ်ခုညှိနေခဲ့မယ်ဆိုရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့သမားတော်တယောက်ယောက်နဲ့တေချာတိုင်ပင်ပြီးတော့လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ပါလို့ ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်လိုက်ပါလေကျွန်တော်ကတော့ AN Channel မှာကြမ္မာရေးဦးစီးလိုက်အမြဲတမ်းတင်ဆက်ပေးနေတဲ့ထော်ထော်ရေးပါဖြစ်ပါတယ်နောက်တဲ့ဗီဒီယိုကြရင်ကြည့်ကြရမယ်နော်